်မြတ်စွာဘုရားလက်ထက်တုန်းကဒေဝတာပိယနတ်တွေကအမတန်မှချစ်ခင်ကြည်ညိုတဲ့အရာမှာအမတန်မှထူးချွန်တဲ့ယန္တာကြီးတစ်ပါးရှိတယ်။သူ့ရဲ့ဘွဲကပိလိန်ဒဝိဆာလို့ခေါ်တယ်။အဲဒီပိလိန်ဒဝိဆာဘွဲနာမည်ကပိလိန်ဒဝိဆာ အဲ့ဒီကိုရောကြီးကဗုဒ္ဓဘာသာမဖြစ်ခင်သုံးဖို့သာသနာပေါင်းမဝင်ခင်တော့ကသူကဝိစ္စထိုကြီးခုခေတ်စကားနဲ့ပြောရင်ဘိုးတော်နော်ဒါပေမဲ့အဲ့ဒီဘိုးတော်ကဒီဝိစ္စထိုကတကယ်စွမ်းတတ္တိရှိတယ်နော်မန္တန်အတတ်တွေနဲ့သူကတတ်လို့သူတစ်ပါးရဲ့စိတ်ကိုသိအကြံကိုသိတယ် သူတစ်ပါးရဲ့အကြံသူတစ်ပါးရဲ့စိတ်ကိုအတတ်ဟောနိုင်အတတ်ဟောယူနေမှာကဘူးသူကကောင်းရင်ပြတ်နိုင်တယ်အဲဒီဆောင်အာနှစ်ခုရှိဗမာပြည်မှာလည်းယုံကြည်ယုံမယုံကြည်နေသူများစိတ်သိတယ်ဆိုတာတချို့တဝက်ရှိတာရှိနော်ဘုန်းကြီးတို့စကိုင်းမှာဘိုးတော်တယောက်ကသူတတ်တဲ့အတတ်ကဘာတော့ဆိုလူတယောက်သူ့စီကိုလာပြီဆိုလို့ရှိရင် ိမ်ရောက်တာနဲ့သူကဘာတမ်းပြောလဲဆိုလို့ရှိရင်ဘယ်နှခုနှစ်ဘယ်နှစ်ပဲရဲ့ဘယ်လမှမွေးတာဟုတ်လားဆိုပြောနေဟောအဲ့ဒါသူ့အတက်ဖက်လို့ပြောသူ့ဘယ်သူကပြောပေးတယ်လို့ထင်ရတော့အပြင်အဲ့ဒါမျိုးတွေကမွေးထားတဲ့အကောင့်တွေရှိတတ်တယ် ဝေးထားတဲ့အကောင်တွေကသူ့ကိုချွတ်တင်ပြီးတော့ဘယ်သူလာလိမ့်မယ်အဲ့ဒီလူကဘယ်နှခုနဲ့မှဘယ်နှိပ်ဘယ်ရက်မှမွေးတယ်လို့ဆိုတာသူကအဲ့ဒါလေးကိုစာလေးနဲ့ရေးပြီးရတာခမည်းမွေးတဲ့နေ့မဟုတ်လားလို့ဆိုတော့ဒီလူကအံ့ဩပြီးတော့အထင်ကြီးကြီးသွားအဲ့ဒီလူဟာမျိုးလည်းရှိတယ်ဒီလူထူးထူးခြားခြားနေတော့ရှိကြမှာပေါ့ဒီတဲ့တော့ပို့ပြီးတော့ထူးခြားမှာတော့မဟုတ်ဘူးအံ့ဩဝယ်ရလောကမှာ ထူးဆန်းတာတွေကတော့ရှိတာပဲမှန်တိုင်းပဲတချို့ကယုံစရာကောင်းတယ်တချို့ကယုံစရာမကောင်းဘူးသို့တော့လောကလူတွေကတော့သူပြောလူပြောကိုယုံကြတယ်ကိုထွေးကိုယုံတဲ့လူအမတန်နေတယ်အများပြောလို့ရှိရင်ယုံလိုက်ကြတယ်ဟုတ်တယ်လေယုံလေးတကောင်ကမြေပြိုလို့သူပြေးလာပါတယ်ဆိုရင်ကြံတဲ့လူတွေကလည်းဟာဟုတ်တယ်မြေပြိုတာပဲကိုတကယ်ပြိုတာဟုတ်မဟုတ်လေးလံဆန်းစစ်ဖို့မလုပ်ကြဘူး မြေပြူကြီးဆိုမြေပြူတဲ့မြေပြူတဲ့နဲ့ပြေးတာပဲသူတို့ကြောယုံနဲ့ယုံကြတယ်ဒါတော့ကရဲ့သဘာဝအများစုကကြောတာနဲ့ပဲယုံနေရှိတယ်ဝေဖန်ဆန်းစစ်ပြီးတော့အမှန်ကိုတွေးအောင်ရှာနိုင်တဲ့ပုံကိုဆိုတာအမှန်တမ်းแหนတယ်တဲ့အဲ့ဒီပြိလိဏဝိဆာသူ့ရဲ့မန္တန်အစွမ်းတကောနဲ့သူကဂန္ဓာရီဝိဆာအတက်တက်တယ် ဒီတပ်ပညာတွေကအိန္ဒိယနိုင်ငံမှာတစ်ချိန်လုံးကထွန်းကားခဲ့တယ်။ထွန်းကားခဲ့တယ်။ဝိဇ္ဇာမယလို့ဝိဇ္ဇာမယိတိလို့ဆိုတာတကယ်ရှိခဲ့တာပေါ့နော်။အဲ့ဒီအတပ်ပညာတွေနဲ့သူတစ်ပါးစိတ်ကိုသူသိတယ်။ကောင်းငင်ကိုပြတ်နိုင်တယ်။အဲ့ဒီအချိန်မှာသူကဘုံတကိုးတွေချီးပြီးတော့သူ့ကိုကိုးကွယ်မဲ့ပုဂ္ဂိုလ်တွေအမှန်များတယ်။အဲ့ဒီအချိန်မှာမြတ်စွာဘုရားရောက်သွားတဲ့အခါကျတော့ ဘုရားနဲ့ကြွလာရောသူကောင်းဝင်ပြန်လို့လည်းမရဘူးသူများစိတ်ကိုလည်းမသိတော့သူ့အတ္တတွေကစွမ်းတတ္တိမရှိအဲ့ဒီမှာသူစဉ်းစားတယ်ယဟန်ကောရမရောက်လာကြတဲ့ကငါကောင်းဝင်ပြန်တက်လို့လည်းမရလူတွေရဲ့စိတ်ကိုလည်းငါမသိနိုင်တော့ဘူးငါကြားမှုတယ်ສຸລະຂັນດາດີໄວສາອັດຕະຊິເດປົກກະຫະມະຫາຂັນດາດີໄວສາຈີດີຍောက်ຫຼານເລີຍຊິໂຕລະ သူတို့အတတ်ပညာတွေဟာအကုန်လုံးတိမ့်ချုပ်ခြင်းခံလိုက်ရတယ်တိမ့်ယူခြင်းခံလိုက်ရတော့အတတ်ပညာတွေဟာသုံးလို့မရဘူးသူတို့တွေဆွမ်းတဲ့ပုဂ္ဂိုလ်ရောက်လာတယ်ပေါ့ဖြစ်ပေါ့ရဟန်းတော်ဓမ္မဟာမဟာခန္ဓာဒီဝိဇ္ဇာအတတ်တတ်တဲ့ပုဂ္ဂိုလ်ကြီးဖြစ်လိမ့်မယ်အဲသူစီမံကမဟာခန္ဓာဒီဝိဇ္ဇာအတတ်သွားတင်မဲ့ရှိသွားတာလေဘုရားရှင်ရောက်တဲ့အခါကျတော့အေတို့လူသင်္ကန်းဝတ်ရင်တော့ပေးမယ်လို့သူသင်္ကန်းဝတ်တာပေါ့ ရသဗျာကကမ္မထံတရားဟောတော့အဲ့ဒီကမ္မထံကိုမန္တန်ရဲ့ချင်းစဉ်တစ်ခုအနေနဲ့သူချက်လာရဟန္တာဖြစ်သွားတယ်။အဲ့ဒီကိုတော့ပြိလိညာဝိသ။ရှင်ပြိလိညာဝိသ။သူ့မှာဝါဒနာအချင်းစိုးကြီးတစ်ခုကပါတော့ဆိုလို့လူမြင်လို့ရှင်ဝတ္တလလို့ခေါ်တဲ့စကလုံးသူသုံးတဲ့စကလုံးကမတန်မှရိုင်းနေ။ဝတ္တလဆိုတာသူ့ရုပ်မှာငရုပ်မှာလို့ပြော လူမြင်ဟဲ့လူယုံမှလို့ခေါ်ကဲကိုလူယုံမှလို့လားခေါ်ရင်ဘယ်နဲ့နေပါနော်လောကလူတွေအကျင့်ကြီးတွေပါနေတတ်တယ်တတိထားစရာနော်ဉာဏ်နာဖြစ်ပေမဲ့လို့သူကအဲ့ဒါနှုတ်ချိုးနာလူမြင်လိုက်ထံတဲ့တပြိုင်နဲ့ဟဲ့ငယုံမှလို့ဒီလိုခေါ်တာဘာလို့ဖြစ်ဖြစ်နှုတ်ဆက်လို့ရှိရင်လူယုံမှလို့ခေါ်ပြီးနှုတ်ဆက်တယ် အဲ့ဒါမဖြစ်နိုင်ဘူးမထင်နဲ့ဘုန်းကြီးတို့ကိုယ်တိုင်စကိုင်းမှာဆရာတော်ကြီးတပါးတွေ့တော့ရကဆရာတော်ကြီးတို့အဲ့ဒီဆရာတော်ကြီးမှလည်းပဲဒီလိုအချက်တစ်ခုရှိတယ်လူမြင်လိုက်ထံနဲ့သူကမလုပ်လဲဆိုဆဲပြီးတော့နှုတ်ဆက်တာဟာကောင်းကြီးမသေးသေးဘူးလားနော်ဘယ်သူဖြစ်ဖြစ်အဲ့ဒါဘာသာငါမသာမသေးသေးဘူးလားနဲ့နှုတ်ဆက်တာ ူနှုတ်ဆက်တာကမသက်တာဟုတ်လေဘယ်သူဖြစ်ဖြစ်သူနှုတ်ဆက်ရင်ဘယ်တော့မှချိုချိုတာတာနှုတ်ဆက်တာမမြင်ဘူးဆဲပြီးတော့နှိမ့်ဆက်တာအဲ့ဒီကိုရောကြီးတော့တွေ့ဘူးလေဆဲနှုတ်ဆက်တယ်ဟောအဲ့လိုဒီရှင်ပြိလိမ့်နာဝိဆာကလည်းပဲလူမြင်လိုက်တာနဲ့ရုံမှလို့သူကပြောတယ်တခါတော့ကအဖြစ်ပြက်တစ်ခုရှိတယ် လဲသမားတယောက်ကတော့အနေပြီးတော့ပိတ်ချင်းသီးတွေလဲနဲ့အပြစ်တင်ပြီးတော့ဈေးသွားရောင်းမလို့ပိတ်ချင်းသီးတွေလဲနဲ့တင်လာရှင်ပိလိန်ကဝိဇ္ဇာနဲ့တိုးတဲ့အခါကျတော့ရဟန္တာပဲပဲလို့သူကအငြိမ်းမနေဘူးဝါသနာဟဲ့ငရုတ်မလဲနဲ့ဘာတွေတိုက်လာတယ်ဟိုသူကလည်းအချောင်သူ့ငရုတ်မလို့ခေါ်လိုက်ရတော့ဘယ်ကြိုက်အဲ့ဒါနဲ့ဘူးပြောတဲ့အနေနဲ့သူကပြောလိုက်တာကြွက်ချေးတွေကိုတော့လို့ပြောလိုက်တာ အဲ့ဒီသူကကြွချင်းဆိုလဲကြွချင်းပေါ်ဟဲလို့ပြောတာဈေးရောက်တော့အဲ့ဒီပိတ်ချင်းသေးတွေအကုန်ကြွချင်းတွေဖြစ်အာအဲ့ဒီကြတော့မှငိုချင်းချက်အပြီးတော့ဟာငါတဲလာတော့ငါပိတ်ချင်းသေးတွေအခုရောက်ဈေးရောက်တော့ဘယ်နဲ့ကြောင့်ကြွချင်းတွေဖြစ်ကုန်လဲဆိုတော့အကြောင်းသိတဲ့တကားတယောက်နဲ့တွေ့တဲ့အခါကျတော့မင်းလမ်းဘယ်သူနဲ့တွေ့ခဲ့တုန်းဆိုတော့ဟာဟိုအပြောဆိုတဲ့ကိုရောကြီးတစ်ပါးနဲ့တွေ့ခဲ့တယ် အဲ့ပြောဆိုတဲ့ကိုရောရဟက်ငယုံမနင်းပေါ်ဘာတွေတုံးလို့မေးတော့ကျုပ်ကလည်းစိတ်တူတာနဲ့ကြွက်ချေးတွေလို့ပြောလိုက်မိတယ်။အာဒါရှင်ပြိလိုက်နာဝိဇ္ဇာနေမှာမင်းဒီခါမင်းရိုးသေးသေးပြောမှမှန်ကန်ပြန်မောင်းသွားအဲ့ဒီလမ်းတိုင်းဆိုတော့ရှင်ပြိလိုက်နာဝိဇ္ဇာနဲ့ပြန်တိုးပြန်ပြန်တိုးတဲ့အခါကျတွေ့တော့မေးပြန်မယ်ဟက်ငယုံမဘာတွေတဲလား မှန်ပါဗျာပိတ်ချင်းသီးတွေပါဗျာအေးပိတ်ချင်းသီးဆိုလဲပိတ်ချင်းသီးပေါ်ဆိုတာအဲ့ဒီခြေရမကြွက်ချီးမဟုတ်တော့ဘယ်နဲ့ပိတ်ချင်းသီးပြန်ဖြစ်တယ်ဒါကယဟန္တာတောင်မှပဲဝါသနာမပါဘူးဆိုတာစာထဲမှာပါတဲ့ဟာတခုเนาะ